ျွန်တော်ဒီနေ့ပေါ့နော်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကင်ဒေတာတွေထွက်မဲ့ဒီညမှာထွက်ပို့ရှိတယ်ပေါ့နော်ပြီးတော့အာတခြားအမေရိကန်ဘုံမှန်ဥက္ကဋ္ဌနဲ့ကျွန်တော်တို့အမေရိကန်သမ္မတဒီညမှာမိန်ကုန်းပြောဖို့ရှိတယ်ဒီနေ့ကျွန်တော်တို့မတ်လ9ရက်နေ့တောက်ကြန်ဒီတရတာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေ့စည်းနေတာကိုကျွန်တော်ဒီဘီလိုလေးမှာနီးပညာပိုင်းရအောင်တရင်ချက်လက်ပိုင်းရပါတုံသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့ညမှာတော့ကျွန်တော်ခုနပြောတဲ့တရင်များစွာရှိထပ်ဖို့ရှိတာဖြစ်တဲ့အတွက်ဒီနေ့တောက်ကြန်ညဟာ ကပားရွှေစည်းကွက်အလောက်ခတ်များနိုင်ပါတယ်အလောက်ခတ်ကြမ်းတမ်းနိုင်ပါတယ်ဟုတ်ပြီအရင်ဦးဆုံးပေါ့နော်ကပားရွှေစည်းရဲ့အနေအထားကိုကျွန်တော်နီးပညာပိုင်းကကျွန်တော်တို့အရင်ဆုံးတုံတက်ကြည့်လိုက်အောင်ဟုတ်ပြီကျွန်တော်ဒါတော့ကပားရွှေစည်းရဲ့တည့်အနေအထားကိုပေါ့နော်ဒီကန်တဲ့အတုံးကအတုံးတုံးကကပားရွှေစည်းရဲ့တည့်တာအနေအထားနဲ့ညီမျှပါတယ်မနီကကပားရွှေစည်းကအကြနဲ့ပြီးခဲ့တယ်ခင်ဗျအကြခပါပါနဲ့ပြီးခဲ့တယ်ကျွန်တော်တို့ဈေးတက်လာတဲ့ ပြီးရင်ကျွန်တော်တို့အာတနင်္လာအင်္ဂါစီတက်လာတယ်ဘိုတပူနေ့လောက်မှကျွန်တော်တို့ကကျွန်တော်တို့ market ခေါ်ဆိုတာ rubber ဆဲကန်တယ်ပေါ့တနည်းအားဖြင့်ပြဒီလိုဟိုအပေါင်းလက္ခဏာပုံနဲ့ကန်တယ်လေးဖြစ်နေတဲ့အသေးပဲက SC တန်းမှာကျွန်တော်ကအဝယ်သမားနဲ့အယောင်သမားတွေအားပြိုင်နေဆိုတဲ့အသေးပဲအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကဒီမှာဆိုရင်ဈေးအကျကန်တယ်ပြီးခဲ့တယ်မနေ့ရဆိုရင်ဗောနမနေ့ရတရက်တာမှာဆိုရင်ဈေးအကျကန်တယ်ပြီးခဲ့တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကပြတကယ်လို့ဒါကျွန်တော်တို့ဒီအောက်လောက်ဒါဘိုတပူနေ့ရအနေအာကျွန်တော်တို့ အနေဆုံးစီးဖြစ်တဲ့2895အလောက်မှာဒါမနေ့ကတည့်ရက်တာစီးပိတ်ခဲ့မယ်စီးအကြနဲ့ပိတ်ခဲ့မယ်ဆိုရင်ပြဒီနေ့မှာကပ္ပရွှေစီကြောက်ဖို့အလားလားများနိုင်တယ်မဟုတ်သူပါဆိုတတင်းအချက်လက်ဘယ်လိုပဲရှိပါစေစီးကြောက်ဖို့အလားလားများနိုင်တယ်ဒါပေမဲ့မနေ့တော့အကြကခပားပားနဲ့ပဲပြီးသွားတယ်ခင်ဗျအဲ့လိုဖြစ်တဲ့အခါမှာလက်ရှိကပ္ပရွှေစီကစီးအတက်ရောအကြရောမသေးချသေးဘူးကြားထဲမှာစဉ်ငိမ့်တတ်နေအနေအထားမျိုးဖြစ်နေတယ်။တနည်းအားဖြင့်ဤပညာပိုင်းအရဆိုရင်အဝင်းနဲ့အယောင်အပြိုင်နေတဲ့အနေအထားမျိုးလို့ ကျွန်တော်တို့ပြောလို့ရတယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ဒီနေ့ကကဘာရွှေစီအတွက်ကျွန်တော်တို့ကဈေးအသက်ကျလာရတခုခုကိုအဆုံးဖြတ်ပေးမယ်နေဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကဘာရွှေစီပေါ့နော်ကျွန်တော်တို့ ညဘက်သတင်းတွေမထွက်ခင်မှာကျွန်တော်ဘယ်နဲ့ပဲကြာပြီးနိုင်ရှိလဲဆိုညဘက်သတင်းမထွက်ခင်အထီတော့ကျွန်တော်ကမ္ဘာရွှေဈေးကဈေးငိမ်တက်နေဖို့အလားအလာများနိုင်တယ်အဲ့အပတ်သက်ခါမှာကျွန်တော်တို့အပေါ်ဈေးကိုကျွန်တော်ဘလောက်သတ်မှတ်ခြင်းလဲလို့မိမဲ့ဆိုရင်ကျွန်တော်ဒီ2920ဝန်းကျင်ကိုကျွန်တော်အပေါ်ဈေးလို့သတ်မှတ်ခြင်းတယ်အောက်ဈေးကိုတော့ကျွန်တော်တို့2890နာဝန်းကျင်ပေါ့နော်မနေ့ကအနေဆုံးကြာခဲ့တဲ့2890နာဝန်းကျင်ကိုကျွန်တော်အောက်ဈေးလို့သတ်မှတ်ခြင်းတယ်အဲ့အပတ်သက်ခါမှာညဘက်သတင်းမထွက်ခင် ညဘက်အရေးကြီးပေါ့နော်အမေရိကန်နိုင်ငံအလောက်ကန်သတင်းတွေမထွက်ခင်ဒီကမ္ဘာ့ရွှေစီးရနှစ်90နဲ့နှစ်80ကြာဈေးတက်လိုက်ကျလိုက်ပြီးနေလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲအပတ်သက်ကမှာအခုမနက်ခင်းဖြစ်စေနေ့လယ်ခင်းဖြစ်စေညနေခင်းဖြစ်စေညနေခင်းသတင်းမထွက်ခင်ဖြစ်စေနှစ်90နာဈေးတက်ခဲ့လေဆိုရင်ကျွန်တော်တို့ရေတို့ရောင်းလို့ရတယ်နှစ်80နာဈေးကျခဲ့လေဆိုရင်ရေတို့ဝယ်လို့ရတယ်အမြတ်ပိုင်းဈေးတန်းကတော့ဒီဆုံးဒီအပေါ်ဈေးနဲ့အောက်ဈေးကြားကြားချပြီးအလေလောက်မှာယူအရှုံးပိုင်းဈေးတန်းကတော့ဗျာ290နာမှာဝယ်တယ်ဆိုရင်ကျွန်တော်290အောက် ပေးပေါ့နော်ဒီမှာ290နားမရောက်နဲ့ဆိုရင်290အထက်ပေးပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ညာဘက်သတင်းနေမတော့ခင်မှာအယောင်းဝယ်လုံးတင်တဲ့ဈေးတန်းအနေထားလေးဖြစ်ပါတယ်ဟုတ်ပြီညာဘက်ပေါ့နော်ကျွန်တော်တို့သတင်းနေထွက်ပြီးတဲ့အချိန်မှာညာဘက်မှာဆိုအမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကိုင်းသတင်းနေရှိတယ်ပြီးရင်ကျွန်တော်တို့တစ်ဖက်ကအမေရိကန်ပုံပန်ဥက္ကဋ္ဌနဲ့ကျွန်တော်တို့အမေရိကန်သမ္မတဒေါ်လန်ထရန့်လို့မိန်ကွန်းပြောပွဲရှိတယ် ဟုတ်ပြီအဲ့အဖက်ကမှာအရင်ဆုံးပေါ့နော်ကျွန်တော်တို့တို့မိန်ကွန်းပြောတာတော့ကျွန်တော်ဘာပြောမလဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးမသိနိုင်တာဖက်ကအဲ့မိန်ကွန်းတော့ခဏထားလိုက်တစ်ဖက်ကကျွန်တော်အမေရိကန်နိုင်ငံရဲ့အလောက်ကန်တည်နေထွက်ပြီးတဲ့အချိန်မှာတကယ်လို့ကိုကနီးပညာပိုင်းရအယောင်းဝိုင်လှုပ်ချင်နေဆိုရင်ပေါ့နော်အဲ့အလောက်ကန်တည်နေထွက်ပြီးအချိန်၄နိုင်အတိုင်းသာအပိစေးကိုစောင့်ကြည့်ပါအဲ့ဒီအချိန်၄နိုင်အတိုင်းသာအပိစေးကကျွန်တော်တို့ နှစ်930အထက်ဈေးပိတ်ခဲ့မှဆိုရင်တော့ကဘာရွှေဈေးကိုနီးပညာပိုင်ရာဒီညဈေးကြတိုင်းလိုက်ဝယ်ဖို့လိုက်ဝယ်လို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အမေရိကန်နိုင်ငံအဲ့အရေးကြီးအလောက်ကန်ဒေတာတွေထွက်ပြီးမှကျွန်တော်တို့ကဘာရွှေရဲ့အချိန်၄နာရီအတိုင်းတာအပိတ်ဈေးပေါ့နော်ကျွန်တော်တို့ market ခေါ်ရ H4 ကန်တဲ့ကဒီအောက်ပေါ့နော်နှစ်ရှစ်ခွန်ရှစ်အောက်လောက်ဈေးပိတ်ခဲ့မှဆိုရင်ဖြင့်နှစ်ရှစ်ခွန်ရှစ်အောက်မှာဈေးပိတ်ခဲ့မှဆိုရင်ဖြင့်ဒီညမှာ ဒါမှမဟုတ်နောက်တစ်ဖက်ထဲမှာကျွန်တော်တို့ကမ္ဘာရွှေစီကိုဈေးတက်တိုင်းလိုက်ရောင်းလို့ရပါတယ်အဲ့ဒါဘက်ကမှသတင်းထွက်ပြီးအချိန်၄နာရီတိုင်းတာပိတ်စေ H4 ကန်နယ်ကိုကြည့်ပါ2930ထပ်ပိတ်ရင်ဤပညာပိုင်းကဒီညမှာဈေးကြတိုင်းလိုက်ဝယ်လို့ရတယ်2800ရှိအောင်ပိတ်ခဲ့ဆိုရင်တော့ဒီညမှာကျွန်တော်ဤပညာပိုင်းကဈေးအကျဆက်သွားနိုင်တာဖြစ်တဲ့ကောင်ဒီညမှာဤပညာပိုင်းကဈေးတက်တိုင်းလိုက်ရောင်းလို့ရပါတယ် ဒါမဲ့တခုတတိထားမှာပေါ့ဒီညမှာတတိယများတာဖြစ်တဲ့ခါမှာဈေးဆွဲတင်ဆွဲချ manipulation နေနေဖြစ်နိုင်ပါလေဖြစ်နိုင်မှာဆိုရင်ကိုက risk များများမယူရရင်တော့ဒီညကိုနားဖို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်လည်းဒီညနားပါမှာပွင့်လင်းပြောဆိုကျွန်တော်ဈေးကွက်ချင်းနေပဲစောင့်ကြည့်မှာပါမဟုတ်ဘူးကိုကနီးပညာပိုင်းရအယောင်းဝယ်လုပ်ချင်တယ်ဆိုရင်ဖြစ်ကျွန်တော်ပြောခဲ့တဲ့အချိန်၄နာရီအတိုင်းဒါအပိတ်ဈေးကိုစောင့်ကြည့်ပြီးတော့အယောင်းဝယ်လုပ်လို့ရပါတယ်အာ2930ထက်လည်းမပိတ်ဘူးဗျာနှစ်နှစ်ရှိဒီခွန်ရှိအောက်လည်းမပိတ်ဘူးဆိုရင်ရော အဲ့လိုမပိရင်တော့ဘာမှရောင်းဝယ်မလုပ်နိုင်ပါဘူးเนาะဈေးကွက်ချင်းနေတာထိုင်စောင့်ကြည့်နေတာအကောင်းဆုံးပါပဲဖြစ်နိုင်ရင်အင်းဒီညအရောင်းဝယ်မလုပ်ဘဲနဲ့ထိုင်စောင့်ကြည့်နေတာကျွန်တော်တို့ပို့ပြီး risk နဲ့နိုင်ပါတယ်နောက်တစ်ပတ်မှဒီညတပတ်တာအပိတ်စေးအနေထားကိုကြည့်ပြီးတော့နောက်တစ်ပတ်တနင်္လာနေ့မှာပြန်အရောင်းဝယ်လုပ်တာတော့ပို့ပြီးတော့ save ဖြစ်ပါမယ်ခင်ဗျပြီးတော့ကျွန်တော်တို့ကဒီညမှာနီးပညာပိုင်းအရောင်းဝယ်လုပ်မယ်ဆိုရင်တော့မှ risk management တခြားလုပ်ပါကိုပုံမှန်အရောင်းဝယ်လုပ်နေကြအရောင်းဝယ်ပမာဏနဲ့ short ပြီးအရောင်းဝယ်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျ ဟုတ်ပြီအဲ့အဖက်တကဒီနေ့နိပညာပိုင်းအောင်ပေါ့ဒီနေ့တပတ်တာကဘာဒီနေ့ညပေါ့နော်ကျွန်တော်တို့တောက်ကြနေညတပတ်တာကဘာရွှေအပိစီတာဘဲပေါပိတ်ခိုင်ရင်ဈေးအတက်အားဆက်ကောင်းနိုင်လို့မြင်မယ်ဆိုရင်2930အထက်ပိတ်ခိုင်ရင်နော်ဈေးအတက်အားဆက်ကောင်းနိုင်မယ်ခင်ဗျဟုတ်ပြီနောက်တစ်ပတ်ထဲမှာပဲကျွန်တော်တို့2980လို့3000လို့မြင်ရနိုင်ဟုတ်ပြီအဲ့လိုမဟုတ်ပဲကျွန်တော်တို့အောက်ဘက်မှာပေါ့နေ့ရှိခွန်ရှိအောက်ဈေးပိတ်ခဲ့တယ်ဆိုရင်တော့2188အောက်ဈေးပိတ်ခဲ့ရင်တော့နောက်တစ်ပတ်ထဲမှာပြီး ကဲတဲ့တပတ်ကမကြနိုင်ခဲ့တဲ့နှစ်ရှစ်30ဇီးတန်းကိုအ ਨੇ ဆုံးဈေးအကြမြင်ရမယ်ဒီထက်ပိုကြမယ်ဆိုရင်အာကျွန်တော်ပြောနှစ်ခွန်80လို့နှစ်ခွန်80တို့ဒီဈေးအကြမြင်ရနိုင်တယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဒီနေ့ညတပတ်တာအပိတ်ဈေးနှစ်ကို30ထက်ပိတ်မလားနှစ်ရှစ်ခွန်ရှစ်အောက်ပိတ်မလားအဲ့ဒါကိုစောင့်ကြည့်ပြီးတော့နောက်တစ်ပတ်မှာကျွန်တော်နီးပညာပိုင်းရအယောင်းဝယ်လုပ်လို့ရပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်နီးပညာပိုင်းရတုံးသက်ချက်လေးပေါ့သတင်းချက်လက်ပိုင်းကိုကျွန်တော်တို့ကြည့်အောင်ဒီညဒေတာတွေအများကြီးတယ်ဒေတာတွေနဲ့ကခုမညတော့ပြောလို့ရတယ် တနည်းအားဖြင့်ကဘာရွှေဈေးသာဈေးဆွဲတင်ဆွဲကြဈေးအလောက်ခတ်ကျန်းကျင်ဒီညလောက်ကောင်းတဲ့ညမရှိတော့ဘူးခင်ဗျ။ဟုတ်ပြီအားပဲတစ်ခါမှကျွန်တော်တို့ဒီမှာဆိုရင်ပမာစံတော့ည7နာရီမှအမေရိကန်နိုင်ငံရဲ့လောက်နာရီအလိုက်ပြန်မြလောက်ခလာစာနှုံသားထွက်ဖို့ရှိတယ်။အဲ့ဒီဒါကတော့ပြီးခဲ့လကထက်ဇန်နဝါရီလကထက် point 2နည်းမယ်ပေါ့ညံ့မယ်လို့မှန်းထားတယ်။ပြီးရင်ကျွန်တော်တို့ မေရိကန်နိုင်ငံကကျွန်တော်တို့အလုတ်ကင်ဒေတာပေါ့နော်အလုတ်ကင်ပြင်းပြရရှိမှုအာဒုက္ခလဆာပြောင်းလဲမှုနှုံထားလို့ပြောလို့ရတယ်ကျွန်တော်တို့ February ဒေတာတစ်ပတ်ကနန်ဖန်ပေးလို့ဒေတာထွက်ဖို့ရှိတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ January လအထက်တော့နည်းနည်းလေးပိုကောင်းလာမယ်လို့မှန်းထားတယ်ပေါ့နော်ပြီးရင်အလုတ်လက်မဲ့နှုံထားပေါ့ February လအလုတ်လက်မဲ့နှုံထားတော့ပြီးခဲ့တဲ့ January လအထက်4%ဒါတော့ပမာစံတော်ချိန်ည7နာရီမှာထပ်မှာပြီးပမာစံတော်ချိန်ည10ခွဲမှာကျွန်တော်တို့က အမေရိကန်ပုံပိုင်ရဲ့ဘန်နာရေးမူဝါဒအစီရင်ခံစာထုတ်ပြန်ဖို့ရှိတယ်ပြီးရင်အဲစိန်နိုင်ခွဲပြီးရင်ကျွန်တော်က12နိုင်မှာအမေရိကန်ပုံပိုင်ဥက္ကရာပိုဝက်စကားပြောဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့ပမာစနောင်းညတနိုင်မှာပိုဝက်စကားပြောပြီးတနိုင်ကြမှာအာထရန့်စကားပြောဖို့ရှိတယ်ဒါသတိထားမှာမကျွန်တော်ကအလုတ်ကိုင်းဒေတာတွေပြကောင်းတာဆိုတာခဏအဲရတွေထွက်သွားပြီးဆိုကြပါထွက်သွားပြီးအချိန်မှာဆိုကြပါသူကဘာရွှေစီတက်သွားလာကြာသွားလာကစ်သွားနိုင်တယ်ဒါပေမဲ့ ည7နာရီတနာရီမှာကျွန်တော်ဘိုးဘန်ဥက္ကရာရောထရန်ရောတောက်လျှောက်စကားပြောဖို့ရှိတာပြီးတော့လက်ရှိအမေရိကန်ရဲ့ဘန်သွန်းတို့မူဝါဒဆိုစီးပွားရေးမူဝါဒတို့နဲ့ပတ်သက်ပြီးတော့အာဘိုးဘန်ဥက္ကရာကျွန်တော်မီပိုးဝဲနဲ့ကျွန်တော်ကထရန်တို့ကသဘောထားချင်းတိတ်တူတာမဟုတ်ဘူးပေါ့နော်အာပြောချင်ပြောမစသူတို့ကစန့်ကျင်ဘက်အယူဆရှိရလူကြီးဖြစ်တဲ့ကောင်သူတို့ပြောစကားတွေကပုံမှန်ပြောဆိုနန်ဖန်ပေးလို့မှဈေးမလုတ်ပဲနဲ့အဲ့ trans ကပြောတဲ့ချိန်တို့ power စကားပြောတဲ့ချိန်မှာကပ္ပချွေစီဈေးကတောင်းကနင်းဖြစ်သွားမျိုးလည်းဖြစ်နိုင်တယ်ခင်ဗျအဲ့အဖြစ်ကဒီညအရန်တတိထားဖို့လိုအပ်ပါတယ်ညနဲ့ပိုင်းနေမှာစကားပြောဖို့ရှိရဖြစ်တဲ့ခါမှာအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအရာနဲ့စီးပွားရေးအရာထိတ်တန့်ပုံကိုနေအောင်စကားပြောဖို့ရှိတယ်ဖြစ်တဲ့ခါမှာအေးပြောစကားတွေကကပ္ပချွေစီပေါ့ကောင်းကောင်းသက်ရောက်မှုရှိနိုင်ပါတယ်အလောက်ကဒေတာတွေပြီးမှပြတ်ဈေးထိုးကြတယ်ဈေးထိုးတတ်တယ်ပြီးမှညနဲ့တကောင်ရောက်မှဈေးရ ဝုန်းကနေကျသွားမျိုးဝုန်းကနေထိုးတက်သွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့အပတက်ခါမှာဒရင်းချလမန်ပြောမယ်ဆိုဒီနေ့ညမှာကဘာရွှေစီကိုရောင်းဝယ်လို့တာ risk အရင်များနိုင်ပါတယ်ခင်ဗျ risk management တိကျလုပ်ထားနိုင်မှာရပါမယ်အရောင်းဝယ်ပမာဏရှော့နိုင်မှာရပါမယ်မဟုတ်ရင်တော့ကျွန်တော်တို့ကဈေးကနည်းနည်းလေးမှန်းရခက်တာပြတာပြတာကမှာ risk ကြီးကြီးမားမားရှိနိုင်ပါတယ်အဲ့အပတက်ခါမှာအရာလေးကိုသတိထားဖို့လိုအပ်ပါတယ်သူတစ်ဖြင့်အလောက်ကန်ဒေတာတွေအပြည့်အဲ့ အရေးကြီးပုံကိုနေအောင်မိန်ကုန်းပြောဖို့ရှိတာစကားပြောဖို့ရှိတာကကျွန်တော်တို့အတွက်အထူးတတိထားမယ်အခြေအနေဖြစ်ပါတယ်။သူတပြင်ထရန့်ပေါ့နော်။ရှေ့ကအမေရိကန်ပုံပန်းဥက္ကဋ္ဌပြောသွားတဲ့ဟာတွေကိုသူကထရန့်ကနောက်ကစန့်ကျင်ဘက်တွေလိုက်ပြောနေတယ်အဲ့ပြတော့တခြားကိစ္စတွေပေါ့ယူကရိန်းကိစ္စတို့သူ့ကုန်တွယ်ခွန်ကိစ္စတို့ဘာလို့လဲပတ်သက်ပြီးတော့ Trump ကပြင်းပြင်းထန်ထန်နေဆိုးဝါးဝါးတွေပြောခဲ့တယ်ဆိုရင်တော့အဲ့အနေထားဈေးကွက်ပေါ့ကောင်းကောင်းတက်ရောက်မှုရှိနိုင်ပြီးတော့ဒီနေ့ညအတွင်းမှာကိုပြောက်မှာဈေးအရန်ခုန်တက်သွားတာမျိုးအရန်ထိုးကျသွားတာမျိုးတွေကြုံရနိုင်တယ် ဲ့ဒါပတ်သက်ခါမှာဒီညအထူးတတိထားဖို့လိုအပ်ပါတယ်တစ်ဖက်ကဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်တက်က100လီနာဖြစ်နေဒါ trend လက်ထက်မှာအဆိုးဆုံးသောဒေါ်လာအင်တက်ထူကြတာပါပဲဒါမဲ့တခုတတိထားမှာနော်အာဒေါ်လာအင်တက်ထူကြရဲဆိုကမ္ဘာရွှေစီတက်မယ်ဆိုပြီးတော့ဒီညမှာကျွန်တော်အာသတင်းပိုင်းရကမ္ဘာရွှေစီတက်နိုင်တယ်ဆိုပြီးတော့အဝဲတွေဝင်လာမျိုးတော့မလုံးနဲ့ခင်ဗျာဒေါ်လာအင်တက်ရောကမ္ဘာရွှေရောပြန်ကျသွားတာမျိုးလည်းဖြစ်နိုင်တယ်ထရန်လက်ထက်မှာဆိုရင်ခဏခဏဖြစ်နေရှိရဒေါ်လာအင်တက်ရောကမ္ဘာရွှေရော ဘိုင်းသူကြတာတွေပါခဏခဏဖြစ်တာဖြစ်ဖြစ်လေရှိတာဖြစ်တဲ့ခါမှာလက်ရှိမှန်တဲ့ဒေါ်လာအင်တက်ကျနေတဲ့ဒါပေမဲ့အဲ့အနေထားကကဘာရွှေစီဟိုးပေါ်တီထောင်တက်မယ်လို့ပြောလို့မရပါဘူးဒေါ်လာအင်တက်ကကျွန်တော်တို့ကဘာရွှေအတွက်သတင်းချက်လက်ပိုင်းရကိုးကားစရာတခုအနေနဲ့ပဲသုံးလို့ရပါတယ်ဒေါ်လာအင်တက်ကျတိုင်းကဘာရွှေကျင်းတေပေါက်တက်မယ်ဆိုတဲ့ theory မရှိပါဘူးများသောအားဖြင့်တော့တက်လိရှိတယ်ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ချိန်မှာဒေါ်လာအင်တက်ရောကဘာရွှေရောပြိုင်သူကျလိရှိပါတယ် ဒါလေးကိုသတိထားဖို့လိုပါအာဒီညအလောက်ကိုင်ဒေတာကြီးထွက်ပြီးဒါမှမဟုတ် trans ကားပြောပြီးအာအမေရိကန်ပုံမှန်ဥက္ကဋ္ဌစကားပြောပြီးမှဒေါ်လာအင်တက်ကြီးထိုးကြနေလို့ကမ္ဘာရှိကိုတွားဝယ်မယ်ဆိုတော့အယူဆနဲ့တော့တွားပြီးအယောင်ဝယ်မလုပ်ပါနဲ့အဲ့ဒါဆိုရင်အနေရအရန်များပါတယ်ခင်ဗျအဲ့ဒါပတ်သက်ကမှကျွန်တော်ဒီညမှာအဲ့တတိနေရှိတဲ့အဲတတိနေတဲ့ကတတိယအလုံးကတော့အရေးကြီးတဲ့ဒေတာတွေပါပဲဒါပေမဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ပြန်လင်းပြောမယ်ဆိုဒီညအလောက်ကိုင်ဒေတာကြီးတက်စာရင်ကျွန်တော်တို့ အဲ trend နဲ့ပိုးဝဲစကားပြောမှာပိုပြီးတော့တော့တက်ရောက်မှုရှိနိုင်တယ်လဲယူဆပါရဲ့အဲ난ဖန်ပေးလို့တော့ဘာလို့ကလဲကျွန်တော်တို့ကဒီလပေါ့နော်ဒီ match လအမေရိကန်ဘန်တုံးတို့ဆုံးဖြတ်ချက်တွေအရန်ဆုံးဖြတ်ချက်ချတဲ့အခါမှာထဲသွင်းစဉ်းစားရတဲ့အချက်တွေတွေမှာပါတယ်ပေါ့နော်ဒီညာ난ဖန်ပေးလို့ပြီးရင်နောက်တစ်ပတ် American inflation data အဲ့အရာလေးကိုကျွန်တော်တို့ကစောင့်ကြည့်ပြီးမှအမေရိကန်ဘန်တုံးတို့က short တင်လား tote တင်လားဒီလမဟုတ်ရင်တော့မပြမေလဘန်တုံးတို့တို့ဘာလို့မှ အာ short တင်လာမူလတိုင်းထားတင်လာတိုးတင်လာစသဖြင့်ဆုံးဖြတ်မှာဖြစ်တဲ့ဖြစ်တဲ့အခါမှာဒီညဒေတာတွေက6ခုလုံးကတော့အရေးပါသူ့နီးသူ့ဟန်တဲ့လျောက်အရေးကြီးတဲ့ဒေတာတွေလို့ပြောလို့ရပါတယ်အဲ့အပတ်ကဒီညမှာအထူးတတိထားဖို့လိုအပ်ပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကဒီညတပတ်တာပိတ်စေကိုစောင့်ကြည့်မှနောက်တစ်ပတ်သလင်းနာနေမှစီကွက်လာရကိုတတိကြကြနဲ့တေချာတုံးသက်ပြီးတော့အယောင်းဝလုတာတော့ကျွန်တော်တို့ပို့ပြီးတော့အနေရကင်းပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့အမေရိကန်နိုင်ငံရဲ့ဘယ်တော့အရေးကြီးဒေတာတွေနဲ့ မိန်ကုန်းနေရှိတဲ့ကျွန်တော်တို့ကတရက်တာအတွက်ကပားရွှေစိကွက်တုံးတစ်ချက်ပြီလို့လေးဖြစ်ပါတယ်အခုလို့တုံးတစ်ချက်ဗီဒီယိုတွေကိုအပ်တူတိတ်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်ဒီမှာဒီကပားရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တင်ဒန်းတွေတယောက်လို့ရပါတယ်ခင်ဗျအဲ့ဒီတင်ဒန်းတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်စီကို Messenger ဖြစ်စေ Telegram ဖြစ်စေကျွန်တော် YouTube channel ဖြစ်စေစုံစမ်းမြင်မြနိုင်ပါတယ်အားလုံးပဲပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်တို့အာအမေရိကန်နိုင်ငံရဲ့အရေးကြီးလောက်ကန်ဒေတာတွေထွက်ပို့ချရဲ့ အဲမတ်လ9ရက်နေ့တည့်ရတာတော့ပေါ့နော်ကပ္ပရွှေစီတက်ကြကိုသတင်းသတိကြီးထားပြီးတော့ရောင်းဝယ်လုပ်ရင်းနဲ့ဒီရတပတ်ကိုအမျက်နဲ့ဆုံးသတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တည့်ရတာကပ္ပရွှေစီကွက်တောင်းတဲ့ချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်တို့အဆုံးသတ်ပြပါစေခင်ဗျာ